မိဘတွေအတွက်ပေါ့နော်ကိုယ့်ကလေးနေကောင်းဖြစ်နေတာစိတ်ပင်ပန်းရတာမရှိပါဘူးတသက်မိရဲ့အတွက်ပေါ့နော်ပူပန်ရတဲ့စိတ်ဒုက္ခကလူပိပန်းထဏောင်ပို့ပါတယ်ကလေးငယ်တွေနေကောင်းဖြစ်ပြီဆိုလို့ရှိရင်စိတ်ကောင်းအပြေးသွားပြီးဆရာဝန်နဲ့ပြကြတယ်ဆရာဝန်နဲ့ပြပြီးပြန်လာတဲ့အခါမှာဆိုလို့ရှိရင်ကလေးငယ်တွေပြုစုကူသားမဲ့တောင်းဝန်ကုတောင်းဝန်ဖြစ်လာပါတော့တယ်အဲ့လိုမျိုးကလေးငယ်တွေပြုစုကူသားတဲ့အခါမှာစိတ်လိုက်ကြွေးရတဲ့ကိစ္စကလည်းလွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူးနော်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ကလေးငယ်လေးတွေကိုစိတ်လိုက်ကြွေးတဲ့အခါမှာမတိမတာလုံးမိနေတဲ့အမှားလေးတွေကိုတတိယဆင်ခြင်နိုင်မှုတော့ပြပြပြလိုက်ပါတယ်ရှင် အေးအေးမီချောင်းဆိုတုတ်ွေဒီလိုဟာတွေကဆိုလို့ရှိရင်ပေါ့နော်အဖြစ်များတဲ့ပြဿနာတွေဖြစ်ပြီးတော့ စိတ်တဲ့ခါမျိုးမှာဆိုလို့ရှိရင်လည်းမသိလိုက်ပဲနဲ့အမားတွေလုံးမိနေတဲ့ကြပါတယ်ခလေးမှာဝေဒနာခံစားနေရတဲ့ခါမျိုးမှာဆိုလို့ရှိရင်မြန်မြန်သက်သာလို့ဆိုတော့ねခလေးတွေကိုစိတ်ရတဲ့ခါမှာဆိုလို့ရှိရင်လည်းအမားတွေလုံးမိနေတဲ့ကြပါတယ်ဥပမာချောင်းဆိုးပြောက်စီတွေအဖျားကျစီတွေရာဆိုလို့ရှိရင်စိတ်ရတွေပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့နုနေပြီးတော့ငယ်ရွယ်လာတဲ့ခလေးငယ်လေးတွေကိုစိတ်တဲ့ခါမှာဆိုလို့ရှိရင်လည်းအချိန်အစမမှန်ဘူးဆိုင်ဖို့လိုအပ်ပါတယ်ခလေးငယ်လေးတွေပတ်သက်လာလို့ရှိရင်စိတ်တည်ငြိမ်ပြီးတော့တိကျမိသားစုတွေတောင်မှပဲအမားတွေလုံးမိနေတဲ့ကြပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ခလေးငယ်လေးတွေအတွက် က်တဲ့အခါမှာဆိုလို့ရှိရင်လုံးမိနေတတ်တဲ့အမှားလေးတွေကိုပြပြပေးလိုက်ပါရရှင်။ ပထမဆုံးလုံးမိနေတဲ့အမှားလေးကတော့အေးအမိချောင်းဆိုးအတွက်စိတ်တိုက်ကြွေးမှုလွန်ခဲ့တာပါ။ကလေးငယ်လေးတွေကနှစ်ဖက်ချောင်းဆိုးနေလို့ချောင်းဆိုးနေတဲ့အတန်ကိုမကြားရနိုင်လို့ဆိုပြီးတော့ချောင်းဆိုးပြောက်စေးတွေကိုအပြေးလောက်ဝယ်ပြီးတက်တက်ကြပါရစေ။ဒါပေမဲ့အဲ့လိုမျိုးချောင်းဆိုးပြောက်စေးတွေမှာဆိုလို့ရှိရင်တော့ဒီတခြားယောဂါလက္ခဏာမျိုးမျိုးသက်သာနေတဲ့ဆေးတွေနဲ့စီနိုနေတာမျိုးတွေဖြစ်တတ်ပါရစေ။ဥပမာအေးအမိပြောက်စေးတွေမှာဆိုလို့ရှိရင်ပါရီစင်မောတွေပါဝင်နေတတ်ပါရစေ။အေးအမိပြောက်စေးပေါ်တဲ့ကလေးကိုဒီဆေးကိုတိုက်မယ်။ပြီးလို့ရှိရင်ဘောင်ကျဆင်းလိုမျိုးဆေးမျိုးတွေကိုတစ်ခါထပ်တိုက်မိမယ်ဆိုလို့ရှိရင်တော့ပါရီစင်မောကနှစ်ခါတိုက်မိနေပြီဖြစ်ပါရစေ။ဒါဆိုလို့ရှိရင်ကလေးရဲ့ကျန်းမာရေး အတွက်မကောင်းပါဘူးเนาะဒါကြောင့်မို့လို့ဆရာဝန်ယူကြတဲ့မှာပါပဲနဲ့ကိုယ်သဘောနဲ့ကိုယ်ခလေးကိုစစ်တဲ့တာမျိုးတွေမလုပ်ပါနဲ့เนาะစစ်တဲ့မျိုးကိုလည်းတခါတဲ့တာမျိုးတွေမလုပ်ပါနဲ့เนาะ အဲ့ဒါတခုကကြတော့ပရိဆိုတာပိုးသက်စေးတွေကိုစိတ်ပက်လျအောင်မတိုက်တာပါဒါဆိုလို့ရှိရင်တော်တော်များလုံးမနေတဲ့အမှားတခုပါပဲကိုယ့်ရဲ့ကလေးကတတ်တာလာပြီဆိုတာနဲ့မလို့တော့ဘူးဆိုပြီးတော့ပါနော်ပရိဆိုတာပိုးသက်စေးတွေကိုဆက်မတိုက်ပဲနဲ့အချိန်မစင်းမိမှာပဲရလိုက်တာမျိုးလုပ်တတ်ကြပါတယ်ပရိဆိုတာပိုးသက်စေးတွေဟာဆိုလို့ရှိရင်ရောဂါပိုးတွေကိုနှိမ်နှင်းပွေတိုက်ကြည့်ရတာဆိုပေမဲ့စိတ်ပက်မနေခင်မှာစိတ်ကိုရလိုက်မယ်ဆိုလို့ရှိရင်တော့ရောဂါပိုးတွေကအမင်းမပြတ်တော့ပဲနဲ့ပြန်ပေါ်လာမျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့ကလေးကတတ်တာနေပြီဆိုရင်တော့မှပဲဆောင်းဝင်ယူကြထားတဲ့အတိုင်းစိတ်ပက်လျအောင်တိုက်ဖို့အတွက်အကြံပေးခြင်းပါတယ်ရှင် က်တစ်ခုကကြတော့ဆက်တိုက်တဲ့အခါမှာအတိုင်းစမမှန်ကန်တာပါအိမ်မှာရှိတဲ့ဘောတော့ထမင်းစားစိုးနေရဆိုလို့ရှိရင်အရေးပိုဆန်းတဲ့အရွယ်စားရှိတဲ့တကြောင်မို့လို့ခလေးကိုတိုက်မဲ့စေကိုထည့်လိုက်မယ်ဆိုလို့ရှိရင်ပမာဏများသွားနိုင်ပါတယ်ဒါကြောင့်မို့လို့ခလေးကိုစစ်တိုက်မယ်ဆိုလို့ရှိရင်ထမင်းစားစိုးနဲ့သပွဲတင်စိုးနဲ့သုံးမဲ့အစားပေါ့နော်မီလီမီတာပါဝင်နေပေါ့နော်သေးပူးတွေမှာပါဝင်တဲ့စစ်တိုက်တဲ့စိုးနဲ့ပဲတိုက်ဖို့အတွက်ကြံပေးချင်ပါတယ်ရှင် နောက်တစ်ခုကကြတော့ခလေးကပေါ့နေမကောင်းမဖြစ်ပဲနဲ့ခလေးကိုတခြားရွယ်ချင်နဲ့ဆေးတိုက်တာပါခလေးကိုအဲ့အောင်ဆိုပြီးတော့ဗာမီတလုံးဆေးမျိုးတွေတိုက်တာတွေဆော့ဆော့ပြောက်တဲ့တက်တာမျိုးမလုပ်သင့်ပါဘူးနော်သူ့ရည်စနာတစ်ခုရခလေးကိုအိတ်ချင်လာအောင်ဒီလိုဆေးတိုက်ပါများလာလို့ရှိရင်တကြွလွန် hyperactive လက္ခဏာတွေဖြစ်လာနိုင်လို့သိရှိရပါတယ်ရှင်အဆောင်လုံးမိနေတဲ့အမားလေးတို့ကတော့မြန်မာဆေးရည်နဲ့အင်္ဂလိပ်ဆေးကိုရောထွေတာပါ ။အနာတိုင်းစေဝါးတွေနဲ့တိုင်းစေတွေအားဆိုလို့ရှိရင်လုံဆောင်ချက်ချင်းအယောင်ကွာချပါတယ်။ဒီလိုမျိုးမတူညီတဲ့စေဝါးတွေနှစ်ခုကိုရောပြီးတော့သုံးမိလိုက်မယ်ဆိုလို့ရှိရင်တော့အာနိသင်တွေကရှုပ်ထွေးသွားပြီးတော့မလိုလားအပ်တဲ့အခြေအနေတွေကိုရောက်လာနိုင်တယ်လို့အနေရရှိတဲ့အခြေအနေလည်းဖြစ်သွားနိုင်ပါရဲ့နော်။ဒါကြောင့်မို့လို့ထိုက်တဲ့အချိန်ကာလတစ်ခုကိုချပြီးတော့မတိုက်ကြွတင်ပါရဲ့ရှင်။ဒီလောက်ဆိုလို့ရှင်ကလေးတွေကိုစစ်တိုက်တဲ့အခါမှာဆိုလို့ရှင်လုံးမီရဲ့အမားလေးကိုသိသွားလောက်ပြီလို့ထင်ပါရဲ့။နောက်ထပ်လည်းဒီလိုမျိုးကျမရဲ့ဘူးပြဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားမှာမို့လို့ဆက်လက်ဆက်မှချူအပ်ပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါရဲ့ရှင်။